ပေါ့တွေကပြန်လေလိုမျိုးလှုပ်ထားတာကအတော်အတက်ဝင်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကနေ့နယူးယောက်မြို့တွေကိုရောက်နေပါတယ်ကျွန်တော်ဒီခု Harry Potter Store ကိုတွားမှာပါဒါအောင်လို့ကျွန်တော်လည်းတူတူလိုက်ခဲ့ကြပါအောင်ခုကျွန်တော် Harry Potter Store ကိုရောက်ပါပြီ တော့ကျွန်တော်လည်းသူအထဲထဲဝင်ပြီးတက်ကြည့်လိုက်ရအောင်ဆိုင်ထဲဝင်လာတဲ့မြေကတော့ Phoenix ပဲဖြစ်ပါလေ Harry Potter နဲ့ပတ်သက်တဲ့ပစ္စည်းတွေအကုန်ရောင်းတဲ့ဆိုင်ပါတာတော့တော့ Harry Potter Store ပဲဖြစ်ပါလေလား Harry Potter ရဲ့ပြည့်တက်တဲ့အတိုင်းဒီနေရာမဖြစ်မနေလာလဲတင်းတယ်လို့ကျွန်တော်မြင်ပါတယ် ဒီဘက် session ကတော့ဒါ1နေထားတဲ့ session ပဲဖြစ်ပါတယ်ခုမြင်နေရတဲ့1နေရာကဇက်ကားထဲမှာတုံးနေတဲ့1နေပဲဖြစ်ပါတယ်

တော့ဇက်ကားထဲမှာပါခဲ့တဲ့ဇက်ကောင်တွေအားလုံးတုံငယ်တဲ့ဝမ်းနေရထားတဲ့ session ပဲဖြစ်ပါလေဒီနေရာ။အားလုံးလောဘော်ရမိုးရဲ့ဝမ်းပဲဖြစ်ပါတယ်။အားလုံးဟာရီရဲ့ဝမ်းပါ။ဇက်ကားထဲမှာအတုံးဖြူရတဲ့အင်ဂျီတွေကိုကြာလာတာဖြစ်ပါလေဒါလည်း ီမှာရောင်းလဲရောင်းပါတယ်ကိုအိမ်ဒီအင်ဂျီတွေဝယ်လို့လည်းရပါတယ်သူခုမြင်နေရတာတော့ Phoenix ပဲဖြစ်ပါတယ်ကျော်စက်ကြည့်လိုက်အောင် Slytherin Gryffindor Ravenclaw Hufflepuff အဲအတင်းနေပဲဖြစ်ပါတယ်။ဟာရရဲ့ဇက်ကားတဲ့မှာပါတယ်။ဒီဘက်မှာတော့အင်ဂျီတွေအများကြီးကိုပြထားပါတယ်အင်ဂျီတွေအဝတ်စားတွေတော့အုတ်ထုတ်တွေလို့ကုန်အဝတ်စားနဲ့ပတ်သက်တဲ့ပစ္စုံကုန်ဒီဘက်မှာပြထားပါတယ်။ ီခုမြင်နေရတာတော့ဇက်ကားထဲမှာပါတဲ့တည်င်းစာတွေကအကြောင်းလေးကိုကတ်ထားတာဖြစ်ပါတယ်ဒီဘက်ကတော့အင်္ဂလန်ကဖုန်းဘုတ်ပဲဖြစ်ပါတယ် ွေတရှိကစားရင်စီးတဲ့ broomstick တွေလည်းရှိပါတယ်ဒီမှာဟောက်စ်အဲဒေါ်ဗီပဲဖြစ်ပါတယ်ဒေါ်ဗီရဲ့အယုတ်ကလေးကဒီယုတ်ကိုဒေါ်လာ30ပေးရပါတယ်

တူကနတ်ထက်ရှိတာပါဒါပထမထပ်မှာပါကျွန်တော်တို့ဒီကူအောက်ထပ်ကိုတွားရအောင် အောက်ထပ်မှာတကြည်ကြည်ရပါလိမ့်ရှိလဲဆိုတာဒီမှာမြင်နေရတာတော့မီနာလီမှာပဲဖြစ်ပါတယ် ဆက်ကားထဲမှာပါတဲ့ဒီဇိုင်းတွေအားလုံးဒီလူမျိုးကဆွဲတာဖြစ်ပါတယ်သူတို့နှစ်ယောက်ပါမီနာလီမာဆိုသူတို့ပဲဖြစ်ပါတယ် Harry see the fireball if you ဒီဆိုင်မှာကျွန်တော်အကြိုက်ဆုံးကတော့စောက်ထားတဲ့ session ပဲဖြစ်ပါတယ်ကြီးကြီးပါတော့စောက်ထားတာတော့စောက်ထားတဲ့ session ပဲဖြစ်ပါတယ်နော်စောက်ဒီပုံစံစီထားတာကတော်တော်လေးလာတယ်ကျွန်တော်မြင်ပါတော့ ကျဆောက်စစ်တေလို့လုပ်ပြီးစီရတာပါဒီပေါ်မှာလှုပ်ထားတာတွေလည်းရမ်းလာတယ်။ဆောက်တွေပြန်နေတယ်လို့လှုပ်ထားတာပါလား။ ါကတော့စာရေးဆရာမ JK Rowling ရေးတဲ့ Harry Potter ရဲ့ series အုပ်တွေပဲဖြစ်ပါတယ် ခုမြင်နေရတာကတော့ Harry Potter ရဲ့စာအုပ်ထဲမှာအခန်းအခန်းတစ်တွေတိုင်းမှာပုံလေးတွေပါတယ်အဲ့ဒီပုံကိုဆွဲတဲ့ပကြီးစရာဆွဲထားတဲ့ပုံဖြစ်ပါတယ်ဘာကြည့်ကြည့်ကစာအုပ်တွေကပြန်လေလိုမျိုးလှုပ်ထားတာကအတော်အသက်ဝင်ပါတယ် રિપોર્ટ આયા સાઉથ દે બે ફિટવા રે ဒီဘက်မှာတော့တော့ချိတ်လေးတွေပါခုမြင်နေရလို့ဟာဝိုင်ရုပ်ဝတ်စုံတွေလည်းရှိပါတယ်ဒီမှာ နှစ်ကင်မှာဒီလိုဝမ်းပုံစံလေးဒီဇိုင်းပေါ်ထားလေရမ်းမိုက်တယ်သူတို့ရဲ့တောင်ဝေးလေးလိုလိုပါလို့အဲ့ဒါလည်းအတက်ဝင်တယ်ဒီဘက်မှာတော့စားစရာတို့မုံတို့ချူချင်းတို့ဖြော်ရည်တို့ဟာရီပေါ်တာဇက်ကားထဲမှာပါတယ်။မုံတွေအားလုံးကိုဒီမှာရောင်းပါတယ်။ ပေါ်မှာဖာရုပ်ကလေးတွေကတ်ထားတာလဲအတောက်ဝင်နေတာဒီဘက်မှာတော့ data bia တွေဖြစ်ပါတယ်เนาะ တော့ဘတ်တာပီယာတစ်လုံးတော့ဝယ်တော့မယ်တစ်လုံးက9ဒေါ်လာပေးရတာဖြစ်ပါတယ်ပလင်းတွေဒီနိုင်ရာမှာကတ်ထားတယ်ရမ်းလိုက်တယ် ော့ဒီခု Harry Potter Store ဝယ်လာတဲ့ဒီ Barabia ကို try ကြည့်မှဖြစ်ပါတယ်ဘယ်လိုရတာရှိနေလဲဆိုတာ သူကဆူတာဖြော်ရည်လိုပဲဗျာစိမ့်ရှက်ရှာနဲ့ချူချူနဲ့စိမ့်ရှက်ရှာနဲ့အားတော့မချူဘူးဗျာနိုင်မယ်တီးဖြော်ရည်လိုလိုပါလိုလိုအဲ့လိုမျိုးရတာရှိတယ်။သူဒီထဲမှာရေးထားတာတော့တစ်တော်ကြီးတဲ့နော်။ နောက်ပြီးဂျင်းပါမယ်တဲ့နောက်ပြီးဟိုပန်ဒီမုံလာဥနီတွေအဲ့အတီးတွေကိုချိန်ပြီးဖြော်တာတော့အတီးဖြော်ရရတာလို့ဖြစ်နေတာရဲ့စိုးတော့မစိုးတော့ကောင်းပါလေကျွန်တော်တော့မမြင်ရတဲ့အဆောက်အဦကတော့ Empire State ပဲနေမှာဖြစ်ပါတယ်ဒီရဲ့ဟာအဲ့ဒီအဆောက်အဦပါ ဒါကတော့ကျွန်တော်နယူးယောက်မြို့က Harry Potter Store အားလုံးသိရအောင်ရိုက်ပြတာပဲဖြစ်ပါတယ်။ပမာပြီး Harry Potter ပြည့်တတ်တွေလည်းကျွန်တော်ရိုက်ပြရတဲ့ဒီဗီဒီယိုကိုကြိုက်နေတတ်မယ်လို့ယုံကြည်ပါတယ်။အားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာ။